်မင်းသားလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြတ်သွားပြီတတလုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ black list ဒီရဲ့မိတော့လာကြည့်လာကြည့်လာကြည့်ရှောက်ဒီရှောက်ဒီ special ရှောက်ဒီကုန်းမအမေရခိုင်မဗမာငပိလဲကြိုက်တယ်ရေချိုငပိလဲကြိုက်တယ်ရခိုင်ငပိလဲကြိုက်တယ်ထမင်းမစားလို့ blame ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ညီမလေးတွေကိုကြည့်လိုက်ပေါ်ရီလေးလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ခမင်းမစားလို့ဗလိမ့်နေ ။ထမင်းအရမ်းစားတဲ့ကောင်မလေးကိုကြတော့ဒါကတုတ်တယ်။ဘိုက်ကဘူးတယ်။ဘာဖြစ်တယ်ကြာဖြစ်တယ်ဆိုဗလိန်တော့ငါတို့ကထမင်းစားတဲ့အဖွဲမှာနေရမှာလား။ထမင်းမစားတဲ့အဖွဲမှာနေရမှာလား။အပြောပြောကမုံပဲ130ပြေမွေးနေ့ပေါ့နော် အဲ့ဒါမှစိတ်နှမ်းတော်ကနေပြီးတော့ချူလေးတို့ဖိတ်ချရတဲ့အတွက်လာရောက်တက်ဖြစ်တာပါချူလေးကြတော့လေဟိုအကကြီးလည်းမကကြင်ဘူးစင်ပေါ်မှာလေအကကြီးလည်းမကကြင်သချင်းတော့ဆိုဖို့တောင်းဆိုပေမဲ့အတန်းမထွက်ဘူးအတန်းမထွက်တော့တခြားဘွဲတွေတော့အများနဲ့ဆိုပါတယ်အဲဒီဘွဲမှာတကယ်အဆူရော်ကြီးလည်းပါတယ်လေအဆူရော်ကြီးအများကြီးပါတဲ့အခါကျတော့ကိုကလည်းအခု professional line မဟုတ်တဲ့အတွက်ဒီဒီဒီ ီပွဲမှာတော့တခြင်းလည်းမဆိုခဲ့ဘူးအဲ TikTok တွေကဝကြောက်လဲကိုကိုတိုင်းအဲ့လောက်ထိလဲအစင်ပေါ်ကြီးမှာတက်ပြီးတော့မကကြင်ဘူးအဲ့တော့ဘာလို့ရလဲဆိုတော့ကိုတရုတ်စာကိုလေအဲ့တော့ဟိုကိုနဲ့ပေါ်တော့ဒီ TikTok ပေါ်မှာပောက်ခဲ့တဲ့ဒီဇက်ဝင်ကန်းလေးတွေကိုပဲဒီမောင်လေးတွေနဲ့တွဲဖက်ပြီးတရုတ်ဆောင်ခဲ့ရတယ်ပေါ့ဟုတ်ကိုကတော့အဲ့ဘာစားတာပဲကိုစားချင်တဲ့အစားအစာကိုလေအဲ့တော့အပြင်မှာတိတ်မရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဘူးဆိုတာကလေဟိုကပေါ့ကိုဘယ်လိုပြောရမလဲသူတို့တွေပေါ့ အရန်ကြော်ညာပေးသလိုဖြစ်နေမယ်အပြင်မှာမရရဘူးလေစားချင်အိမ်မှာပဲရိုက်တယ်ဘယ်ဆိုင်ရလဲလည်းမပြောရဘူးတဲ့အဲ့လိုမာတာလို့အဲ့ဒါအပြင်မှာမရိုက်ဖြစ်တာပါတကယ်တော့စားလိုက်ရိုက်ချင်တာနောက်ပိုင်းဒီထက်ပို့ပြီးနက်နက်နဲနဲချက်ပြုတ်ပြီးတော့စားအောင်ပါပါအော်အော်ဝါရီချွေရတာပေါ့နော်ဒီလိုပါပဲမကျေနပ်တာလေးတွေကိုအဲ့လိုဟိုအဲ့လိုညင်ခံနေမဲ့တဲ့အခါကျတော့လေကောင်မလေးက စကားမပြောတတ်ဘူးလို့ထင်ပါဆိုလို့စကားလေးလည်းပြောတတ်တယ်ပေါ့နော်။ဟိုငငယ်ကလေးကအဲ့လိုထမင်းစားရင်မိသားစုတွေအကုန်လုံးလက်ရည်တပြင်းကြီးအဲ့လိုစပွဲဝိုင်းအကြီးနဲ့ငငယ်လေးကလေးအဲ့လိုပဲစားလာခဲ့တာ။နောက်ပိုင်းဟိုမိသားစုတွေလည်းခွဲနေရတယ်ကိုလုံးနဲ့ကိုပေါ့အဲ့လိုကြောက်ရလဲအိမ်မှာတယောက်တည်းစားရတော့လဲပြင်းတယ်။ဟိုရုပ်ရှင်ကြည့်ပြီးစားရတာလဲတစ်ခါတလေကောင်းမှတစ်ခါလေးကြောက်လဲမကောင်း။ အဲ့တော့ဖုန်းထောင်ပြီးတော့စိတ်ထဲမှာကိုမိသားစုပေါ့နော်အဲ့လိုကိုပေါင်းတဲ့ငယ်ချင်းကိုကြည့်ပြီးစကားပြောနေရတယ်လို့မျိုးအဲ့လိုအတူတူတမင်းအတူတူစားတယ်လို့ခန်းစားချက်နဲ့စားလိုက်တော့လေစားဝင်တယ်လေပြောပါစေအဲ့ရပါစားတယ်လေနော်ငငယ်တုန်းကလူကြီးတွေနဲ့ဆိုအမြဲတမ်းအခောက်ခံရတယ်ကိုဘာသာတို့ကိုစိတ်ကြိုက်စားချင်တယ်လို့စားမယ်လေနော်အဲ့လိုမျိုးဒါပေမဲ့မဟုတ်အဲ့ဒီမှာလေ တက်တက်အဲ့အရင်တော့မတည်ဘူးပရိုတွေပါတယ်မဝယ်လိုက်မိဘူးကွယ်ဒီလားကစီနေပြီမဝယ်လိုက်မိတော့အစားတော့စားတဲ့အတန်ပါတယ်အခုပရိုဝယ်လိုက်ပြီဝယ်လိုက်ပြီဆိုတော့ကကြာ reduce noise ကိုနှိပ်လိုက်ရင်အတန်ပြောက်သွားတယ်ကောင်မလေးကတိသွားပြီအဲ့တော့စိုက်တယ်လို့စားတယ်အဲ့ဒါလေးကိုနှိပ်လိုက်တယ်ဘာမှမကြားတော့ဘူးဟုတ်ဟုတ်အဲ့လိုပေါ့အဲ့လိုအစားနေတဲ့အတန်ကိုကြားရင်တယောက်ကဖုန်းပွင့်ပြီးစားနေတဲ့အတန်ကိုကြားရင်တော့ဘိုက်ကစားတယ်သူပါစားလဲလို့ခိုးကြည့်လိုက်ရင်အဲ့ဒါငါလှုပ်စားမယ်ပဲအဲ့လိုမျိုးပေါ့နော် ဟိုမှာပေါ့လက်နဲ့ဆိုရင်လက်အိတ်နဲ့စားတာလက်ကလည်းရမ်းအနံ့အနံ့ဆိုရင်ရင်မွေးဆိုရင်တနာရီတွင်းပြောက်သွားတယ်အဲ့လိုတမင်းနေပါရင်များဟင်းနေပါရင်လည်းနေဖက်လိုက်နှစ်ရက်ပြီးပြီးဘွားပြတ်သွားပြီတသက်လုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ black list အဖြစ်မခံနိုင်ဘူးလေနော်စားပါတယ်ချူလေးကလေအခုတွေ့တယ်သီလားအဲ့ထမင်းမစားလို့ blame ကြတယ်ပေါ့နော်ဒါပေမဲ့ အဲ့ညမလေးတွေကိုကြည့်လိုက်ဘော်ဒီလေးတွေလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ထမင်းမစားလို့ဗလိမ့်နေထမင်းအရန်စားတဲ့ကောင်မလေးကိုကြတော့ခါတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဗလိမ့်တော့ငါတို့ကထမင်းစားတဲ့အဖွဲမှာနေရမှာလားထမင်းမစားတဲ့အဖွဲမှာနေရမှာလားအပြောပေးအောင် စားရင်တော့ဒီခန္ဓာကိုယ်ကိုကြည့်လိုက်မစားရင်ဟိုခန္ဓာကိုယ်ကိုကြည့်လိုက်အဲ့တော့ခန္ဓာကိုယ်အလှချင်အလှပအောင်ကြည့်ကျင်တဲ့လူတွေတမင်းမစားရကောင်မလေးတွေကိုကြည့်အဲ့လိုပေါ့နော်ခန္ဓာကိုယ်ဘလို့အနေနဲ့စားရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမကိုကြည့်